ုံးမင်္ဂလာပါအခုဒီချိန်ကဒီဗီဒီယိုမှာကကြတော့ဆက်ချုပ်ပညာရက်ကိုအခုမှစတင်လေ့လာမယ့်သူတွေအတွက်သိသင့်တဲ့အခြေခံအကြောင်းအရာလေးကိုချက်ပြပြပေးမယ်ဒီအကြောင်းအရာလေးကိုဘာလို့ပြပြပေးလဲဆိုတော့ချက်ကိုလာမေးထားတဲ့သူတွေရှိလို့ဟုတ်ပြီနော်ဒီတော့ဒီအကြောင်းအရာလေးကိုသိတဲ့သူတွေကတော့ကြော်သွားပါမသိတဲ့သူတွေအတွက်ပါဟုတ်ပြီနော် ခြေရုပ်ကဆက်ချုပ်ပညာရက်ကိုစပြီးတော့လေးလာတင်ယူတော့မယ်ဆိုရင်ဒါကကြတော့ခြေရုပ်ဆက်ချုပ်တဲ့အခါမှာအတုံးပြူတဲ့ပေတံသူ့မှာဆိုရင်ခြေရုပ်က16လက်မအထိပါတယ် သူ့ကိုခြေလို့ကတဒောင်ဒန်လို့ခေါ်တယ်။ဟုတ်ပြီနော်။ကဲအခုဒီမှာဆိုရင်ပေတံမှာဆိုရင်ခြေလို့တလက်မရှိတယ်။အဲ့လိုမျိုးပဲ။ဒါကကြတော့ခြေလို့ဒါကကြတော့ခြေလို့ဆက်ချုပ်တဲ့အခါမှာအတုံးပြူသွားတဲ့ပေချိုးပေချိုးမှလည်းခြေလို့ကဒီမှာတလက်မတလက်မကနေပြီးတော့သူကဘယ်လောက်ထိရှိလဲဆိုတော့လက်မ60အထိရှိတယ်။နော်။ပေတံရဲ့တလက်မနဲ့အခုဒီမှာဆိုရင်ပေတံရဲ့တလက်မနဲ့ပေချိုးရဲ့တလက်မနဲ့ကအတူတူပဲ ရမယ်เนาะအခုဒီမှာစရင်ချက်ကဒီတလက်မကိုပုံအကြီးလေးဆွဲထားပေးတာတမီးတို့မြင်သာရအောင်လို့เนาะအဲ့ဒီတလက်မမှာဆိုရင်အခုခြေတို့ဒီတကွက်ပေါ့ဒီတကွက်ကခြေတို့ဘယ်လောက်ရှိလဲဆိုတော့တလက်မဟုတ်ပြီเนาะအဲ့ဒီတလက်မကိုခြေတို့ကအင်းကြီးတွေချုပ်တဲ့ခါကျရင်အတိုင်းတိုင်းတဲ့ခါမှာသူက9လက်မ10လက်မအတိအဲ့လိုမျိုးရှိတာတွေမဟုတ်ဘူးတချို့ဟာတွေဆိုရင်9လက်မခွဲ10လက်မခွဲအဲ့လိုမျိုးလေးတွေရှိတယ် နော်အဲ့လိုမျိုးလေးနေရှိတဲ့အခါမှာခြေတို့ကဒီလက်မရဲ့ကြံနဲ့အခုဒီမှာဆိုရင်ဒီတလက်မမှာဆိုရင်ဒီမှာအပိုင်းလေးတွေရှိတယ်အဲ့ဒီအပိုင်းတစ်ပိုင်းချင်းစီကိုလည်းတိထားဖို့လိုအပ်တယ်ဒါကကြတော့ခြေတို့တလက်မဒီတလက်မမှာဆိုရင်အစိတ်အားဖြင့်ဆိုရင်အခုသမီးတို့တွေ့တဲ့အတိုင်းပဲအစိတ်က၈စိတ်ရှိတယ်ဟုတ်ပြီနော်ကဲဒါဆိုလို့ရှိရင်ဒီဒစိတ်ကိုကြတော့ခြေတို့ကစာနဲ့ရေးလို့ရှိရင်ခြေတို့ဒီတလက်မလို့ရေးတယ်ခြေတို့တကယ်လက်တွေ့ပုံသင်ကြီးတွေတွေ့တဲ့ခါကျတော့ဒီလိုမျိုးစာနဲ့မရေးတော့ဘူး အဲ့ဒီလက်မကိုခြေတို့ကဒီလိုမျိုးတင်ကြတနေနဲ့ရေးတယ်ဟုတ်ပြီနော်ဒီလိုမျိုးညင်းချောင်းလေးနှစ်ခုချက်တာကိုခြေတို့ကလက်မဆိုတဲ့တင်ကြတနဲ့သုံးတယ်ပြီးတော့လို့ရှိရင်အစိတ်ကိုကြတော့ဒီလိုမျိုးညင်းချောင်းလေးတစ်ချောင်းလေးပဲသုံးတယ်အဲ့ဒါကိုကြတော့ခြေတို့အစိတ်ဆိုပြီးတော့သုံးတယ်ဟုတ်ပြီနော်အခုခြေတို့ဒီမှာဆိုရင်တလက်မတလက်မမှာဆိုရင်ခြေတို့ဘယ်နှစိတ်ရှိလဲဆိုတော့၈စိတ်ရှိတယ်။ညမယ်နော်ဒီမှာဆိုရင်အစိတ်ကိုတစ်မျိုးရည်ကြီးဒစိတ်၂စိတ်၃စိတ်၄စိတ်၅၆ခွန်၈ ဒါဆိုရင်ခြေတို့ဒီတလက်မမှာဆိုရင်အစိတ်ပဲနဲ့စိတ်ရှိလဲဆိုတော့ရှစ်စိတ်ရှိတယ်။အဲ့ဒါကိုခြေတို့ကဘလို့ရေးသေးလဲဆိုတော့ဒါကကြတော့အာအစိတ်နဲ့ရေးတာနောက်တစ်ခုသူ့ကိုဘလို့ရေးသေးလဲဆိုတော့အပိုင်းကိန်းနဲ့လည်းရေးသေးတယ်။ရှစ်ပိုင်းရှစ်ပိုင်းဆိုပြီးတော့ရေးတယ်။ဘာလို့လဲဆိုတော့ဒါဒီခြေတို့တလက်မတလက်မမှာခြေတို့ပုံလိုက်တာဘယ်နှပုံရှိလဲဆိုတော့ရှစ်ပုံရှစ်ပုံမှာမှခြေတို့ဘယ်နှပုံသုံးထားလဲရှစ်ပုံလုံးသုံးထားတယ် ဒါကြောင့်သူ့ကိုအပိုင်းကြီးနဲ့ရေးမယ်ဆိုရင်၈ပိုင်း၈ပိုင်းလို့လည်းရေးတယ်။သူ့ကိုပြန်ကျင်းလိုက်ရင်၈တက်ပြီ၈တက်ပြီဆိုရင်ချဲတို့ဘာလဲပြန်ရလဲဆိုတော့၁ပဲပြန်ရတယ်။ရမယ်နော်။ဒါကကြတော့၈စိတ်ကိုရေးတာ။အကယ်၍ချဲတို့ကဒစိမ့်ဆိုလို့ရှိရင်ချဲတို့က၈ပိုင်း၃ပိုင်းလို့ရေးတယ်။၈ပိုင်း၃ပိုင်းသူ့ကိုအစိတ်အာဖြစ်ဆိုရင်ဒစိမ့်၂စိတ်ဆိုလို့ရှိရင်၈ပိုင်း၂ပိုင်းသူ့ကိုအစိတ်အာဖြစ်ဆိုရင်၂စိတ် ဟုတ်ပြီနော်၈ပိုင်း၂ပိုင်းကတော့ချဲလို့ပြန်ကျင်းလို့ရတယ်နှစ်တက်လီနှစ်လေးလီဒါဆိုရင်၄ပိုင်း၃ပိုင်းဒါကအစိမ့်နဲ့ချဲလို့ရေးတာဟုတ်ပြီနော်အဲ့လိုမျိုးပဲအာ၃စိမ့်ဆိုရင်ချဲလို့၈ပိုင်း၃ပိုင်းလို့ရေးတယ်လို့၃စိမ့်လို့လည်းရေးလို့ရတယ်၄စိမ့်ဆိုရင်လည်း၈ပိုင်း၄ပိုင်း၄စိမ့်ဒီမှာသူ့ကိုပြန်ကျင်းလို့ရတယ်၄တက်လီ၄နှစ်လီ ။ဟုတ်ပြီနော်။အဲ့လိုမျိုးပဲချေလို့ရေးသွားလို့ရတယ်။ဒါကကြတော့ချေလို့ပေချိုးပေတမ်းမှာပါတယ်တက်လက်မှာအဲ့ဒီတက်လက်မှာကိုရေးတဲ့ပုံစံရမယ်နော်။ကဲအဲ့တော့ပြီးသွားရင်ချေလို့နောက်တစ်ခုကပိတ်ဆရဲ့အတိုင်းအထွာလေး။ပိတ်ဆတွေကိုချေလို့တိုင်းတဲ့အခါမှာ guide တွေတောင်းနေတဲ့တိုင်းတယ်။ဟုတ်ပြီနော်။ဒါဆိုရင်ချေလို့ဒီတကိုင်းမှာဘယ်နှတောင်ရှိလဲဆိုတော့နှစ်တောင်ရှိတယ်။ဒီဆက်တွေ့ချက်ကကြတော့တမီးတို့အလွတ်ကျထားမှပဲရမယ်။တကိုင်းမှာဆိုရင်နှစ်တောင်ရှိရဲ့ ။တထမှာဆိုရင်ခြေတို့ကနှစ်ထွာရှိတယ်။တထွာမှာဆိုလို့ရှိရင်ခြေတို့ဒီနှစ်မိုက်ရှိတယ်။ဒကိုင်းဆိုရင်လက်မအားဖြင့်ဆိုရင်ခြေတို့က30နဲ့6လက်မရှိတယ်။တထောင်ကကြတော့18လက်မရှိတယ်။တထွာကကြတော့6လက်မရှိတယ်။တမိုက်ကကြတော့4လက်မခွဲရှိတယ်။ရမယ်နော်အဲ့ဒါအကြောင်းတော့တမီးတို့ကြက်ထားရမှာ36လက်မဆိုတာခြေတို့က တက္ကသ18လက်မကြတော့ဒထောင်ပါ9လက်မကတထွာပြီးတော့ရင်4လက်မခွဲဆိုတာကကြတော့ခြေတို့ဒါတမိုက်ဒါကခြေတို့ပေချိုးရဲ့အတိုင်းအထွာကြီးဟုတ်ပြီနော်ပေချိုးရဲ့အတိုင်းအထွာကြီးပိဿရီဝဲတဲ့ခါမှာအတုံးပြရတဲ့အတိုင်းအထွာအဲ့ဒါပြီးတော့ရင်ခြေတို့ပိဿရဲ့အကြောင်းကိုသိဖို့လဲလိုသေးတယ် ကျတော့ကပိစရီမှာဆိုရင် အနံသေးဆိုတာရှိတယ်။ပုံမှန်အနံတနည်းအားဖြင့်အနံကြီးလို့ခေါ်တာရှိတယ်။ပြီးသွားရင် အနံလွန်ဆိုတာရှိတယ်။အနံသေးဆိုတာကကြတော့ခြေလို့ကနှစ်တောင်နဲ့တမိုက်ရှိတဲ့အနံတနည်းအားဖြင့်ပိတ်ဖောက်စာလေးတွေရဲ့အနံလေးတွေဟာအနံသေးလေးတွေဖြစ်တာများတယ်။နော်။ များသောအဖြစ်ကြရနော်ပိတ်ဖောက်စာမှာမှတခြားသောအနံ့တွေလည်းရှိတယ်။ပြီးတော့ရင်အနံ့ကြီးဆိုတာကကြတော့ခြေတို့ဒီ2တောင်းထွာအနံ့နှစ်တောင်းထွာအနံကိုခြေလို့ကအနံကြီးလို့ခေါ်တယ်အနံလွန်ကားကြတော့သုံးတောင်းတမိုက်အနံတချို့အနံလွန်နေဆိုလို့ရှိရင်သုံးတောင်းထွာ၄တောင်းနီးပါအဲ့လိုမျိုးအနံနေလည်းရှိတယ်ဒါကကြတော့ပိတ်စအနေထားပေါ်မူတည်ပြီးတော့သူ့ရဲ့အနံလေးတွေကွာသွားတာ ချဲလို့အဓိကမှတ်ရမှာကချဲလို့ရဲ့ပိဿာမှာဆိုရင်၃မျိုးပဲရှိတယ်အနံသေးရှိတယ်အနံကြီးရှိတယ်အနံလွန်ရှိတယ်အနံကြီးကိုတနည်းအားဖြင့်ချဲလို့ပိဿာတွေတော့ဝယ်တဲ့အခါကျရင်သူတို့ကပုံမှန်အနံလို့လည်းပြောကြတယ်။ရမယ်နော်အနံသေးဆိုရင်၂တောင်းတမိုင်းရှိမယ်အနံကြီးဆိုလို့ရှိရင်၂တောင်းထွန်းအနံလွန်ဆိုရင်၃တောင်းတမိုင်းအနံရှိတယ်။ကဲဒါကကြတော့ချဲလို့၁၆စတင်မဲ့သူတွေသိရမယ်အခြေခံအချက်လေးတွေဖြစ်တယ်။ ဒါမင်နော်စစ်ချုပ်ပညာရဲ့နဲ့ပတ်သက်ပြီးတော့ကိုအားစတင်ပြီးတော့လေးလာတဲ့အခါမှာဒီလိုမျိုးအခြေခံကြကြအချက်လေးတွေအားစပြီးတော့စနစ်တကျနဲ့သင်ယူခြင်းနဲ့ဆိုရင်ချယ်လို့စုကော်လက်ရှင်ရဲ့ basic update ဆိုတဲ့အတန်းမှာအခုလိုမျိုးစနစ်တကျလေးနဲ့သင်ပေးထားတယ်။အဲ့ဒီ basic update အတန်းဟာဆိုရင်စက်နေမတက်တဲ့သူတောင်သင်လို့ရအောင်ချယ်လို့ကအသေးစိတ်လေးသင်ပေးထားတာဖြစ်တဲ့အတွက်ကြောင့်ကိုကစက်ချပညာရဲ့ကိုအခြေခံကနေစပြီးတော့စနစ်တကျတင်ယူခြင်းနဲ့ဆိုရင် အခုချိန်ထိကိုခြေတို့အထူးကြီးပေးထားတာမို့လို့တွက်တက်လို့ရပါတယ် ဟုတ်ပြီနော်ကျေးဇူးတင်ပါတယ်ဒီချိန်ရှိပါ